Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ Chelsea ပြည်ညမှာကစားမဲ့ Manchester United နဲ့ Lyon ရဲ့ပွဲစဉ်တွေပွဲကြိုသုံးသက်ချက်ပေါ့လေ။ထုံးစံတိုင်းပဲ Lyon ရဲ့အခြေအနေတွေဘယ်လိုရှိနေသလဲ။ United မှာဘယ်သူတွေပွဲထွက်လာနိုင်ချေရှိသလဲပေါ့နော်။ကျွန်တော်တို့နောက်ဆက်ကိုတက်ပါမလား။ဆိုတော့ဆရာသမားယုံကြည်ကြလား။ကိုသည်နောက်ဆက်ကိုတက်နိုင်မယ်လို့ကျွန်တော်တို့ထင်ကြလား။ဆွေးနွေးကြပါဦးဆိုတော့ဒါရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားပါမယ်ဆိုတော့အထူးသဖြင့်ဒါပထမဆုံးအနေနဲ့ Lion နဲ့ပတ်သက်လို့ကျွန်တော်စပြောရရင် Lion နဲ့ကျွန်တော်ရဲ့ဂျားထဲမှာ ဒီတပွဲပဲกว่าတယ်ဆိုတဲ့အခါကျတော့ထူးထူးခြားခြားကြီးတော့ပြောစရာမလိုဘူးပေါ့လေပထမအကြော့မာရင်ကျွန်တော်ကတိတ်ပြီးတော့မထူးခြားဘူးကိုလည်းရှိဒုတိယအကြော့နဲ့ခြားထဲမှာလည်းသူတို့ကစားခဲ့တယ်ပေါ့သူတို့ကတော့9နေပြကိုရီးယားကနျူကာဆယ်ကို4-1နဲ့ရှုံးတာပေါ့လေအဝေးကွင်းမှာဒါပေမဲ့လန်ယွန်ကသူတို့ကြီးခြားထဲမှာရှင်းမြန်ကစားခဲ့တဲ့ပွဲမှာတော့သူတို့ကအဝေးကွင်းမှာ1-3ဆိုတဲ့ရလနဲ့သူတို့9နဲ့အဲ့ဒီပွဲမှာဆိုလို့ရှိရင်ဒါဂျော်ဂျီယာတိုက်စစ်စာမပေးတဲ့မီကာဒါစီကလည်းဂိုးသွင်းနေပင်နေဒီကနေပြီးရိုင်ယန်ချာကီကလည်းဂိုးသွင်းနေလာကာဇက်ကလည်းဂိုးသွင်းနေအင်းနော် ဒါအပြင်သူတို့ကအဲ့ဒီပွဲမှာအပြောင်းလဲတွေအများကြီးမလုပ်ခဲ့ဘူးဗျပွဲထွက်လူစင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့နဲ့ပွဲမှာမပါခဲ့တဲ့နီမန်ဂျာမာတစ်ကပေါ့နော်ကျွန်တော်တို့ဒါတိုလီဆူနဲ့အတူကွင်းလယ်မှာပွဲထွက်လာတာဒါအပြင်ဒါအာဂျင်တီးနားကစားမလေးဖြစ်တဲ့အယ်လ်မန်တာတို့ရိုင်ယန်ချာဂီတို့မီကောက်ဒါဇီတို့လာကာဇက်တို့၄ယောက်ကတိုက်စစ်မှာအင်းတာဂလီယာဖီဂိုတို့ဘာလို့ကိုတော့သူအနာပေးခဲ့တယ်တာဂလီယာဖီဂိုကိုအနာပေးပြီးတော့ဒါဗီနီရှက်တို့ဘာလို့နဲ့ဘယ်ချမ်းမှာပွဲထွက်လာတာ ဆိုတော့ Tagliafico တို့ပြလို့ရှိရင်ဒါ right back မှာဆိုလို့ရှိရင်လည်းပဲ Insley Maitland-Niles လို့သူကစားမာတွေသူတို့နှစ်ယောက်ကိုတော့ဒါအနာပေးခဲ့တာတွေကျွန်တော်ရှိတယ်ဆိုတော့ဒါကလည်းရှိ Lion နဲ့ပတ်သက်လို့ပေါ့ဆိုတော့ဒါက Lion အချင်းကြီးဆိုတော့ကိုအသင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင် United အနေနဲ့ဘယ်လိုကစားမာတွေပွက်ထွက်လာနိုင်မလဲဆိုတော့ဒါတစ်ခုရှိတာကတော့ပြီးခဲ့တဲ့ Newcastle ရဲ့ပွဲမှာ4-1နဲ့ကျွန်တော်ရှုံးနေပေါ့အဲ့ဒီရှုံးပွဲအပြီးမှာအဲဘာဖြစ်လဲဆိုတော့ အပြောင်းလဲကြီးအများကြီးလှုပ်ဖို့အတွက်ပေါ့နော် injury ကနေပြန်ကောင်းလာတယ်ဆိုတဲ့ကစားမကြီးအများကြီးမရှိဘူးကန်ဆိုးတာတခုက zigzi မပါနိုင်တော့ဘူးဒါပဲကျွန်တော်တို့ရှိတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်ရအောင်ပွဲထွက်လူစဉ်ဂိုးသမားနေရာဂိုးသမားနေရာကတော့ဗျာနော်ဘယ်လိုတောင်ပြောရမလဲဘယ်သူမှအားကိုးလို့မရတဲ့အချိန်မှာဂိုးသမားမပါဘဲနဲ့တောင်ကျွန်တော်တို့သွားတာတော့ပိုကောင်းမလားမသိဘူးသိလားနော်ဟိုကျွန်တော်ကတော့ထင်ပါတယ်ဦးနနာပဲပြန်ပါလာမှာပါဘာလို့လဲဆိုတော့ဦးနနာပြန်ပါလာဖို့များတယ်ဆိုတော့တခြားမဟုတ်ဘူးကျွန်တော်တို့ အခုလိုမျိုးအရေးကြီးတဲ့ပွဲတွေမှာဆိုလို့ရှိရင်ဦးနန္ဒာကပွဲကြီးတွေကစားဘူးတယ်ဟုတ်နော်ကျွန်တော်တို့ကတော့မမြင်ကျင်ကြဘူးပေါ့လေနော်မမြင်ကျင်ကြဘူးပေါ့ပြည်သက်အများစုကဦးနန္ဒာကိုမကြိုက်တဲ့သူတွေရှိတယ်နော်ဘိုင်းနာကိုမထည့်နဲ့ဆိုတဲ့သူတွေရှိတယ်ပေါ့ဒါပေမဲ့လို့ဖြစ်နိုင်ကြီးကျွန်တော်တို့တွေးကြည့်ရင်အန်ဒရယ်ဦးနန္ဒာဒီအင်နာမီအင်နာမီလန်နဲ့ချန်ပီယံစ်လိဘိုလူပွဲတွေအပါဝင်ပွဲကြီးတွေကိုဒီကောင်အများကြီးကစားဘူးတယ်ဆိုတော့အတွေ့အကြုံကောင်းရှိတယ်ဗျာသိလားအတွေ့အကြုံကောင်းရှိတယ်အဲပြီးလို့ရှိရင် ကျွန်တော်တို့ဒီပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ဂိုးသမားတယောက်ဖြစ်တယ်ဆိုတော့ဂျားတဲ့နယူကာဆင်ရဲ့ပွဲအနာပေးပြီးတာနဲ့သူ့ကိုဒီပွဲမှာပြန်ထည့်မယ်ဆိုတဲ့အခြေအနေမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့်မနော်အဲ့အတွေ့အကြုံဘိုင်းနေရင်ကိုဦးနန်းနာကိုသူထည့်ကောင်းထည့်နိုင်တယ်။နောက်တစ်ခုကျွန်တော်တို့တခြားတစ်ဖက်ကပြန်စဉ်းစားကြည့်တော့လေဟိုဘယ်လိုပြောမလဲဘိုင်နာကအဲ့လောက်တော့မကောင်းဘူး။ဒါဗီမဲ့လို့ပင်နေဒီအဆုံးဖြတ်ထိကျွန်တော်တို့ရောက်သွားရင်ဘယ်လိုလုပ်မလဲ။ ဒီပွဲကပင်နယ်တီဆုံးဖြတ်ပါမှလည်းတည်ရကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမအကြော့ကလည်းတည်ရပြလက်ရှိကိုအိမ်ကွင်းမှာလည်းသူတို့ကိုမိနစ်30တွင်ရလတ်ကောင်းအောင်မလုပ်နိုင်ဘူးပြီးလို့ရှိရင်နိုင်ဝဲကစားတာလည်းအချိန်ဒီမကောင်းဘူးဘာညာဆိုရင်ပင်နယ်တီဆုံးဖြတ်ကိုရောက်သွားမှာအဲ့ဒီပင်နယ်တီဆုံးဖြတ်ကြရင်တည်ကြတဲ့ဘိုင်နာကပို့ပြီးတော့အဆင်ပြေတယ်ဟုတ်တယ်မလားဘိုင်နာဒီလက်ရှိ United ကိုရောက်ကြတဲ့ကပင်နယ်တီအဆုံးဖြတ်ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းအောင်လုပ်ပြထားတဲ့ကိုသူမဆိုတော့ပင်နယ်တီအဆုံးဖြတ်ဒီကိုသွားတော့လေ ျွန်တော်တို့ဘိုင်နာကပူကောင်းတယ်ဒါပေမဲ့လို့အတွေ့အကြုံကျတော့လေဦးနနာကပူရှိတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေကိုရီးယား၂ယောက်စလုံးဖမ်းခိုင်းမယ်နေတာမှဖြစ်နေပြီသေးလားနော်နော်နောက်တစ်ခုကျွန်တော်တို့တစ်ဖက်တခြားတစ်ဖက်ကပြန်တွေးတော့လေဦးနနာကအတွေ့အကြုံရှိတယ်ဆိုတာမှန်တယ်ပွဲကြီးတွေကစားဘူးလားဆိုတာမှန်နေမဲ့လေလေပေါ့နော် ပွဲကြီးတွေမာဒီကောင်တလွဲတွေကလည်းအများကြီးလှုပ်ထားတာဆိုတော့ เนาะจ่าเลยป่ะเนาะโกธมะเนี่ยโกธมะเนี่ยကိုကျွန်တော်တို့မပြောဘဲနေอ่ะโกธมะเนี่ยဘယ်သူပဲဖြစ်ဖြစ်ထားရတော့โกธมะเนี่ยမိထားလိုက်တော့เนาะကျွန်တော်တို့တော့တော့တွေးနေရရင်မင်းဟိုဟိုဟိုအမ်မိုရီနိုဘယ်လိုလုပ်မလဲတည်လားဥနနာတော့ဗျာငါဒီပွဲကစားမကစားရပါမလားစိတ်ပူအောင်ပူးနေနိုင်တယ်ပရိသတ်တွေအများစုကတော့ငါအဲ့လိုဒီကောင်ကစားမကောငါတို့ကပူးနေတယ်ဆိုတော့ပုံစံဖြစ်နေဖြစ်နေပြီတည်လားเนาะပြည်တနာလည်းဗျာကိုပရိသတ်တွေတွက်ကလည်းစဉ်းစားကြည့်ပါအောင်ကျွန်တော်တို့ဥနနာလည်းယုံမရဘိုင်းနာလည်းယုံမရနေဆိုတော့တော်တော်တိုင်းပဲနေဆိုတော့โกธมะเนี่ยမိလိုက်ကြရအောင်ဗျာเนาะ เนาะဂုသမနေအောင်ကျွန်တော်တို့เนาะမေးလဲကြရအောင်ဆိုတော့အဲခန်းစစ်၃ယောက်ခန်းစစ်၃ယောက်မှာတော့အပြောင်းလဲအများကြီးမရှိဘူးဗောနော်ကျွန်တော်တို့မှာဟယ်ဒီမကွိုင်းရပြန်ပါလာပြီးတော့မာစတာဝီရယ်လန်နီယူရိုရယ်ကနေပြီးတော့အစွန်နှစ်ဖက်မှာပြန်ပြီးတော့ပါလာမှာပဲအထူးသဖြင့်ကတော့ကျွန်တော်တို့အနေနဲ့ဒီဟယ်ဒီမကွိုင်းရတယောက်လောက်ပဲအရင်မှာရှိတာကိုเนาะဒီလစ်တို့ဘာလို့ကပါနိုင်တဲ့အခြေအနေများမရှိသေးဘူးဆိုတော့အခါကျတော့မကွိုင်းရလင်နီလော့ဖ်နေရာမှာပြန်ပါမယ်သူနျူကာဆယ်နဲ့ပွဲမှာလုံးဝမပါခဲ့ဘူးအနားပေးထားတာဆိုတော့ မကွိုင်းရရဲ့ Lindy Love ရဲ့ကျွန်တော်တို့ဒါ Master Wu ရဲ့ sorry ပါလေမကွိုင်းရရဲ့ကျွန်တော်တို့ဒါ Lenny Yuru ရဲ့ပေါ့နော်ဒါပြီးရှင်အဲ Master Wu ရဲ့ဆိုတော့၃ယောက်ပဲပါမှာပေါ့ဗျာ Master Wu လည်းပဲဘယ်လိုမှအဆင်မပြေဘူး Newcastle နဲ့ပွဲမှာကစားတာဘယ်လိုမှအဆင်မပြေဘူးတိုင်းမဲ့လို့ကျွန်တော်တို့မှသူပဲရှိတယ်ဗျာဒီလားနော်ဘာသူမှမရှိတော့လေလင်းနီလော်ဘီကအဲ့နေရာထည့်အောင်ကလည်းတိုင်ပတ်မှာဒီလားဆိုတော့ဟိုလိုင်ယွန်းနဲ့ပထမအကြော့မှာလည်းဒီကောင်လေးတိုင်ပတ်တာပဲပြည်တနာကကိုရီမှာရွေးချယ်စရာလူမရှိဘူးဆိုတော့ ကျွန်တော်တို့ကြားထဲမှာမေးခွန်းထုတ်ခွင့်မရှိဘူးဗောနော်ဆိုတော့ဟိုဘက်ထရီဒူကူကတော့ပြန်ပါမယ်ပေါ့လေဝင်းဘက်စ်မှာပြန်ပါမယ်ညာချမ်းမှာလည်းပဲထုံးတန်တဲ့ကျွန်တော်တို့ရဲ့ဗောနော်တမိုင်းဝင်ဓာတ်လောက်ကြီးပြန်ပါမယ်ပေါ့ဗျာနော်သမိုင်းဝင်ဓာတ်လို့ရတယ်ကျွန်တော်ပြန်ပါမယ် right wing back မှာဆိုတော့ क्व င်းလေကနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်တခြားမဟုတ်ဘူးကျွန်တော်တို့ क्व င်းလေမှာရွေးချယ်စရာတွေရှိလာပြီဥကာလေးရှိတယ် Bruno Fernandes ရှိတယ်ပြီးလို့ရှိရင် Kobe Mainu ရှိတယ် Casemiro ရှိတယ် Mason Mount ရှိတယ် Eriksen ရှိတယ်เนาะရွေးချယ်စရာတော့ရှိလာပြီဘယ်ကောင်ပိုကောင်မှမသိဘူးဟလား ဆိုတော့အဲ့ဒီထဲမှာတေချာဆုံးနံပါတ်1ကတော့ကျွန်တော်ထင်တယ်အဲ့ဒါကက်စမဲရူပဲကက်စမဲရူဟာအတေချာဆုံးကစားမပဲကျွန်တော်တို့နျူကာဆန်ရဲ့ပွဲမှာလည်းအနားပေးခဲ့တဲ့ကက်စမဲရူဒီပွဲပါကိုပါလိမ့်မယ်ကက်စမဲရူကိုဘလို့300မလဲဆိုတာလေအမ်မိုရင်းကကောင်းကောင်းသဘောပေါက်ပြီးသွားပြီဆိုတော့သူဘေးမှာတော့ဥကာဒီကအဲ့လောက်ထိကျွန်တော်တို့တိတ်မယုံဘူးသီလားမယုံမှုတကယ်တမ်းပြောရင်ဘာလို့လဲဆိုတော့ Ugarte က International Break ကနေပြန်လာအပြီးမှာတော်တော်တိုင်ပတ်နေတာ။ကာဆန်ရဲ့ပွဲမှာလည်းသူပွဲချိန်ပြေးကစားခဲ့တယ်ဆိုတော့သူ့ကိုကျွန်တော်ကတော့ဘယ်တော့ဒီပွဲမှာ point ထုတ်ခွင့်ပေးချင်မှတောင်ပေးလိမ့်မယ်လို့ထင်တယ်။ဆိုတော့ ဘသူပါမလဲဖာနန်ဒက်စ်ပါမလားကိုဘီမင်းနူးပါမလားအဲ့ဒီနှစ်ယောက်တည်းကပဲကျွန်တော်ယူရေးသေးတယ်ကိုဘီမင်းနူးကအင်ဂျူရီပြဿနာတွေကြုံထားရတာဆိုပြီးမဲ့လို့ပေါ့နော်ကိုအသင်းကစားခြင်းနဲ့ပုံစံပြတဲ့ play out from the back အင်းနော်နောက်ကနေစပြီးတော့ကစားကွက်တီဆောက်တာမျိုးတွေဘာတွေတွားခြင်းနဲ့ဆိုရင်မင်းနူးတီတင့်တော်တယ်ဗျာအရန်ကြီးလက်ရှိမှာလဲမင်းနူးကကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့လေတိုးတော့အင်ဂျူရီကနေပြန်လာပြီးကြတဲ့ကကျွန်တော်တို့အတွက် impressive ဖြစ်စေရ performance တချို့ကလေးတွေသူပြထားတယ်ဆိုတော့ အဲကျွန်တော်ကတော့သူ့ကိုပဲကျွန်တော်မျှော်လင့်နေပါတော့အဲ့လိုမဟုတ်လို့ရှိရင်လည်းပဲဘရူနိုဖာနန်ဒက်စ်ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဥကာဒီနဲ့ဒီကက်ဆမဲရိုနှစ်ယောက်စလုံးနဲ့ပါလာနိုင်စွမ်းတော့ရှိတယ်ပေါ့လေဒါပေမဲ့လို့ကျွန်တော်ကတော့ဒီဘယ်လိုပြောမလို့ပူသူ့ရဲ့ပုံမှန်ပွဲထွက်နေကြဖြစ်တဲ့ဥကာဒီနဲ့ကက်ဆမဲရိုပဲလို့ကျွန်တော်ပို့ပြီးတော့ထင်တယ်ဒါပေမဲ့လို့ပေါ့နော်ကိုဘီမင်းနူးနဲ့ဘရူနိုဖာနန်ဒက်စ်နှစ်ယောက်ထဲကတော့အဲ့ဒီနေရာမှာပါမယ်ဆိုရင်လည်းပဲအားအသင့်စရာတော့မရှိဘူး ထူးသဖြင့်တော့ဘရူနိုပေါ့ဘရူနိုကအဲ့နေရာမှာပါဖို့အတွက်အချိန်ကြီးကောင်းတယ်ဒါပေမဲ့လို့နေရိုနံပါတ်10မှာလည်းပို့ပြီးတော့မြင်ရဖို့ရှိတယ်ထူးသဖြင့်ဇစ်ဂီမရှိတော့တဲ့တိုက်စစ်ပိုင်းမှာပေးတဲ့ playing ပိုင်းနေနဲ့ chance creation ပိုင်းနေမှာဆိုလို့ရှိရင်တောင်ယူရတော့မှာက finance ပဲဆိုတော့ finance ကို deep zone မှာထားရတဲ့စာလို့ရှိရင်နေရိုနံပါတ်10မှာပို့ပြီးတော့ကျွန်တော်မြင်ရလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့နေရိုနံပါတ်10နှစ်ယောက်မှာလည်းကာနာချူမဖြစ်မနေပါလာမယ်ကာဆန်နဲ့ပွဲမှာလည်းကျွန်တော်သူ့ကိုနားပေးထားတယ်ဒုတိယပိုင်းမှာဆိုတော့ကာနာချူနဲ့ဘရူနိုဖနန်ဒက်စ်ကိုကျွန်တော်တွေ့ရပြီးတော့တိုက်စစ်ကတော့ ကျွန်တော်ကတော့ကျွန်တော်တို့မှာရွေးချယ်စရာမရှိတဲ့ Resman Whiteland ပေါ့ဗျာဒါပဲဆိုတော့ဒါဒီအတင်းတွေဖြစ်နိုင်ကြီးအများဆုံးပဲကိုသမားနေရာကတော့မေးလိုက်တော့เนาะကျွန်တော်ဘသူထည့်ရမှန်းကောင်မသိဘူးဘသူမှမကောင်းညာလို့ပဲဆိုတော့ညီကတို့ဒီပွဲမှာဘယ်လောက်ထိမျောလင့်ထားကြလဲအဓိကတော့ဗျာတိတယ်ကျွန်တော်ကတော့ကိုအတင်းကစားမတွေအမှားမလုပ်ဖို့ပဲတိတယ်ဒါပဲကြောက်နေရတာသူများအတင်းကိုမကြောက်ပါဘူးကိုရီးယားကိုအတင်းကိုပြန်ကြောက်နေရတာအာဒီကောင်တွေဘယ်ချိန်မှမှားမလဲဘယ်ချိန်မှတိုင်ပတ်မလဲ ော်ခရာမမုံမချင်းပွဲပြီးခရာမမုံမချင်းကိုတင်းကရလက်ကောင်းနေတောင်မှမင်းရလေတိတ်အပြိဝရုံလို့ရတယ်မှာမပါဘူးအမှန်ပဲเนาะကျွန်တော်တို့ Lion နဲ့ဒုတိယကြောက်ကိုကျွန်တော်ကြည့်ကြည့်လေကိုရီက60ရက်88မိနစ်ကကိုနေ88မိနစ်ဆိုတော့ပြီးပြီပေါ့မင်းငါဒါပဲငါတို့သိရမလားအနိုင်ယူထားနိုင်ပြီပေါ့အဲမဟုတ်ဘူးဆရာသမားကြီးမဟုတ်ဘူးမင်းရလေเนาะပွဲမပြီးမချင်းကိုပဲမင်းဟိုကလှုပ်ချင်လှုပ်သွားတာเนาะကိုတင်းရဲ့အမှားတွေကြီးပဲရင်ညူကာဆန်နဲ့လောလောလတ်လတ်ပွဲကိုတင်းရဲ့အမှားတွေကြီးပဲရင် ဆိုတော့သူများအသင်းကိုမကြောက်ပါဘူးဘယ်အသင်းနဲ့ပဲတွေ့တွေ့ကိုအသင်းကိုကိုကြောက်နေရတယ်ဆိုတဲ့အခြေအနေမျိုးအခုတော့ရှိတယ်ဗျာကျွန်တော်တို့အတွက်ဒါဟာမျိုးလင်းချက်တစ်ခုသေးတော့မျိုးလင်းချက်ပဲ Champions League ဝင်ခွင့်တော့ဗောနော်အလှမ်းတော့ဝေးတာပေါ့လေတိလာနေနေတော့ဖြစ်နိုင်ကြတော့နေတာပေါ့လေဒါပေမဲ့လို့ကျွန်တော်တို့အတွက်ဒါဟာတစ်ခုသေးတော့မျိုးလင်းချက်ပဲဒီထက်ပို့ပြီးတော့ကျွန်တော်တို့ဗောနော်မျိုးလင်းစရာကျွန်တော်မရှိတော့ဘူးနော်ဒီယာဒီမှာပရီးမီးယားလိဂ်ကလည်းကျွန်တော်တို့အတွက်ပြီးသွားပြီဘလို့မှအခြေအနေမကောင်းဘူး ပြီးများလေးမှလည်းမျောလင်းစရာမရှိဟိုလေးမျောလင်းစရာမရှိဒီလေးမျောလင်းစရာမရှိပြသေးလားเนาะအဲ့လောက်ကြည့်ကြည့်ကျွန်တော်ဖြစ်သွားပြီတော်တော်စူးစူးပေါ့နော်အဆင့်73မှာဝဲလေပြီးတော့အဆင့်79ကအသင်းနဲ့လည်းအဲ့လောက်ကြည့်ကြည့်အမှတ်တီးကမကွာတော့ဘူးဆိုတော့ကျွန်တော်တို့အတွက်ဒီပွဲဟာအများကြီးကြီးပါတယ်ကစားမားတွေအတွက်အများကြီးကြီးပါတယ်เนาะဟိုအသင်းတွေအများကြီးကြီးပါတယ်လာမယ့်အပြောင်းရွှေ့ရာသီမှာကျွန်တော်တို့ Champions League ဝင်ခွင့်နေပါရီနဲ့ရထားမှကစားမားတွေကိုကျွန်တော်ဝယ်ရပြုတ်ရတာကျွန်တော်အဆင်ပြေမှာတော်တော်လေးကိုကျွန်တော်တို့အချင်းကြီးနဲပါတယ် ဒါကြောင့်ပေါ့နော်ကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲဟိုမျောလင်းချက်နဲတယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်နောက်တစ်ဆင့်တက်မှတော့ကျွန်တော်ရမှာကစားမားဒီနေနဲ့ကို့အိမ်ဝင်းမှလည်းကျွန်တော်တို့ကစားရမယ်တက်နှံ့နေမြကျွန်တော်တို့နေနဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်လည်းကျွန်တော်လုပ်ပြနိုင်မှကျွန်တော်ရမှာကျွန်တော်နောက်တစ်ဆင့်တက်မှရမှာနောက်တစ်ဆင့်တက်ဖို့ကျွန်တော်ကဲမြောက်ကိုအတင်းပေါ်တော့ယုံကြည်မှုမရှိဘူးဒါပေမဲ့နောက်တစ်ဆင့်အမ်ခန်းစားချက်ကမလီခန်းစားနေရတဲ့နော်ကိုအတင်းကတော့ဒူးနာခါကျိုးဖြစ်နေတယ်နော်နောက်တစ်ဆင့်တက်မယ်ဆိုတော့ခန်းစားချက်ကမင်းလေရင်းထဲမှာကိန်းအောင်နေတာသိလားကိန်းအောင်နေတာတလေးလေးတလေးလေးနဲ့ပြဿနာကဗျာနော် ဟိုဘသူ့ကိုယုံရမလဲကျွန်တော်တို့နော်ဖာနန်ဒက်စ်ပဲလောက်ပါဖာနန်ဒက်စ်ကနော်တိုက်စစ်ကလည်းဇစ်ဇီမရှိတော့ဘူးနောက်တန်းလည်းမှားနေကြတယ်ဂူးသမားလည်းတဖုံဖုံဂူးတွေပြင်းနေရတယ်ဆိုတော့ဖာနန်ဒက်စ်ကြီးနော်မင်းပဲငါတို့အားကိုးရမှာပဲဟုတ်တယ်မလားနော်ဖာနန်ဒက်စ်ပဲကျွန်တော်အားကိုးရမှာပဲဆိုတော့ဘရူနိုဖာနန်ဒက်စ်အသင်းကအလိုအဆုံးဖြစ်နေတဲ့အချိန်မှာပြီးခဲ့တဲ့တလတာအကောင်းဆုံးစုပရီးမီးယားလိမှာရထားသလိုပဲအဲ့ဒီတော့က performance နေပြန်ပြနိုင်ပါစီလို့ပဲကျွန်တော်မျှော်လင့်ရမှာပြည်တနာက၁၁ယောက်ချင်းကစားနေတဲ့ပွဲမှာ၁ယောက်တည်းကွက်ကောင်းနေလို့မရဘူး เนาะကျန်တဲ့သူတွေကလည်း like ကောင်းနိုင်မှအဆင်ပြေမှာဆိုတော့ lion ဒီ short တွေ့လို့မရတဲ့အတင်းမှာเนาะ short တွေ့လို့မရတဲ့အတင်းကိုရီကိုသူတို့အိမ်ဝင်မှာဘလောက်ဒုက္ခပြနေတယ်လေကျွန်တော်ကောင်းကောင်းတွေ့နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့နေရဲ့ကို plan အတိုင်းသာကောင်းကောင်းကစားနိုင်ရင်အဆင်မပြေတဲ့အကြောင်းမရှိဘူးအာကိုရတဲ့ကစားမအများစုမပါတော့ဘူးဒါပေမဲ့လို့ပေါ့เนาะတချို့အာကိုရတဲ့ fanatics တို့လို့ကစားမတွေရှိနေသေးတယ်ဆိုတော့ကျွန်တော်တို့အလိုအဆုံးအချိန်မှာလုံးပြနိုင်မလားပေါ့ဂါနာချူတို့ပါတို့ newcastle နဲ့ပွဲစဉ်မှာ goal သွင်းခဲ့တယ် ရက်စမန်ဝိုင်လန်ဇစ်ဂစီမရှိတော့တဲ့အချိန်မှာမင်းအပေါ်မှာဘသူမှယုံကြည်မှုမရှိဘူး။ဆိုတော့အဲ့လိုအခြေအနေမျိုးမှာအလိုအဆိုးအချိန်မှာဂိုးတွေနဲ့တည်တယ်မလားအသင်းကိုအကျိုးပြုနိုင်မှာလားပေါ့။နော်ဒါလိုတို့ဘာလို့ကျွန်တော်တို့နေတဲ့အမြဲတမ်းဆဲလာနေရတာဒီပွဲအရေးကြီးဆုံးအချိန်မှာတေချာလေးတွေလှုပ်ပြီးတော့ဆွမ်းဆောင်ရင်ကောင်းနေမြန်ပြနိုင်မှာလားပေါ့။နော်ကျွန်တော်ကတော့ဟိုနောက်ထပ်ဆင့်တက်ဖို့တော့ကျွန်တော်ယုံကြည်နေတယ်။တကယ်ကျွန်တော်တို့နေတက်နိုင်မလားကျွန်တော်ကြည့်ရမယ်ပေါ့ဗျ။အိမ်ဝင်အားသားချက်နဲ့ဘာနဲ့ဆိုတော့လीနော်ပင်နေဒီအဆုံးပြတ်မှာပဲတက်တက်မြေမြေဘဲပဲတက်တက်ဒီကြတာတကူကတော့မိနစ်90တွေမှာရအောင်တက် တည်တယ်မလားဒါအကောင်ဆုံးပဲဆိုတော့ကဲကိုယုံကြည်လို့ဖြစ်လာမလားစောင့်ကြည့်ရမယ်ညီညီကတို့အနေနဲ့ရောနောက်တစ်ဆင့်ကိုကျွန်တော်ဒါတက်နိုင်မယ်လို့ညီကတို့ထင်ကြလားဘယ်နေရာမှာဘယ်ကစားမတွေပွဲထွက်လာမယ်လို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးတင်ပါတယ်